ုလိုမျိုးကျွန်တော်တို့စိတ်ကမ်းစိတ်မြေပြင်မှာလာပြီးတော့မှဒီရေမေတို့မာဖော်မူလာတို့ဒီလိုမျိုးလာပြီးတော့မှကျွန်တော်ကိုပိုလေးတို့ကိုပိုလေးတို့ကိုတိုင်းကျော်တို့လာပြီးတော့ကိုတိုင်းကျော်ကတော့ကင်မရာရိုက်နေလို့ဟိုအရင်ပဲဝမ်းလာမိတာပေါ့နော်ဘာလို့ဒီလိုဒီအချိန်ခါမှာကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်ဒီလူမဲ့သဘာဝဒီလိုလာကြည့်နေလဲရောက်လာမယ်ဆိုတော့ပြောပြောပါပါလေးနဲ့ဒီလိုမျိုးတွေဒါကျွန်တော်တို့လူငယ် ဒီအားလုံးရဲ့ညွန်ကြီးချက်ပဲလေ။စာကြည့်နေရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီပျော်ပါးပါးလေးနဲ့ကျွန်တော်တို့ဘဝကိုဖြတ်တန်းမယ်။အဲ့လိုမျိုးကြတော့အခုချိန်မှာကျွန်တော်တို့ကသမို့ဆိုရင်ကိုရဲမေတို့ဘုံလာမလာလို့ကျွန်တော်အမောင်တွေမှကျင်းဆောက်ပြီးတော့မှဒီလိုလိုဒီလိုမျိုးခွေရေးလေးပြီးပြီးတော့ဒီလိုအချိန်လေးကိုကျွန်တော်တို့ကျွန်တော်တို့စိတ်ထဲမှာ ိနေတဲ့ဒီရဲဘော်တွေအချိန်လေးပြီးတဲ့အတွက်ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်အဲကျွန်တော်ကမနေ့ပတ်သက်ကျေးဇူးတင်တင်ကျွလာပြီပေါ့နော်တင်တင်ကျွလာပြီဆိုကျွန်တော်ကဒါပြောပြဆိုလူကြီးတွေကဒီလူငယ်တွေကတော့ရတဲ့နေ့ပေါ့နော်အဲမဟုတ်လေကွာဟုတ်လေဟုတ်တယ်လေငယ်ရလူကြီးတွေကတော့ကောင်းတယ်ဟိုကွာလူကြီးတွေတိတ်သုံးမှမကြဘူးဟမဟုတ်ပါဘူးငယ်ရောဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ချုပ်နေတဲ့ကျွန်တော်တို့ပြောပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့အဓိကခုနပြောသလိုတချို့တချို့တွေအများတို့တွေ ြုံနေကြတယ်နော်ရောခက်ခဲကြတဲ့မှာပင်မခံအသက်ပေးပြီးတော့မှတန်းကျင်ချစ်တဲ့စိတ်နဲ့အရာအလုံးစုံလို့တိုင်းခင်ဗျားတို့တာဝန်များရှိတယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ဆက်လုပ်ဖို့အများကြီးလို့ပဲတော့မှပါတီပါဆိုဆက်လက်ပြုမနေပါနဲ့မနေ့ပြန်ပါစေရလာပြင်းနေလားလာပြင်းနေမှာကျွန်တော်တို့ဒီကြော်ရှင်ချမ်းနဲ့ကျွန်တော်ပြည်ရင်းက အဲညီလေးညီမလေးတပေါ့နော်လူငယ်တွေပေါ့နော်ကျွန်တော်တို့ဒီကြော်လိုင်းကြီးမှာအပါဒီဖြစ်စေမပါဒီဖြစ်စေညီလေးညီမလေးတွေမနှက်ဖြန်ဒါပြင်းနေဆိုပြီးတော့ပျော်ချမယ်ဆိုရင်တောင်းနဲ့တောင်းနဲ့မှာဒုက္ခတွေခံအဲပြီးတော့ဟိုခြေထောက်တွေပြက်လက်တွေပြက်နဲ့ဒီအချမ်းပတ်စစ်ကောင်စီရဲ့အဒီအဲကျွန်တော်တို့လက်နဲ့လက်နဲ့ဟိုလက်နဲ့ကအင်အားတာတာကိုလက်နဲ့အင်အားတာတဲ့ဟာနဲ့အနောက်ဘက်ဆိုင်ပေါ့နော်နိုင်ချင်းတဲ့ဟာတွေနဲ့ကျွန်တော်တို့တောင်းထဲမှာအခုဆိုရင်ကျွန်တော်တွန်းလန်တိုက်ဖြတ်နေတဲ့ ရဲဘော်ကြီးတွေရဲ့မျက်နှာပြီးတော့ကျွန်တော်တော်လန်ရေးပေါ့နော်ကျွန်တော်တို့ KNU ဟို KNA KNDU အစားပြည့်ကျွန်တော်တို့အခြားသောကျွန်တော်တို့အကြမ်းဖက်စစ်ကောင်စီကိုတော်လန်နေတော့ကျွန်တော်တိုင်းနာလက်နက်ကိုင်ဖွဲ့စည်းတွေကရဲဘော်ကြီးရဲ့မျက်နှာပြီးတော့ကျွန်တော်တို့ကြမ်းဖက်စစ်ကောင်စီတွန်းလှန်နေတဲ့ကျွန်တော်တို့ဒီတော်လန်ရေးမှာပေါ်ထွက်လာတဲ့လူငယ်ကြီးဆက်တွေကျွန်တော်တို့ပြည့်ရဲ့ရဲဘော်ကြီးရဲ့မျက်နှာကိုသိရှိပါလို့ကျွန်တော်ပြောချင်တယ် Kalegi, kalegi. Oh, kololola, oh, kololola. Oh, kololola, yeah. 哎，哎，那应该是多了呢。到外地嘞，嘿嘿。要位要位要嘞，嘿嘿。闹跑不出来了，闹跑不来。 好，弟弟 <laughs>，我叔叔的奶奶是江川的吗？海地。 လိုပဲ။ပျော်နေပါလား။ကဲညူးစီဆိုင်။တကယ်ရတော့ခုလူလူတိုင်းရတယ်ဒီဒီကတို့ရဝဆက်တယ်ဆက်ကြတဲ့ဘောနဲ့တည်ပါဘူးညာရှိခံနေတာညာမရှိခံနေတာလာပြောတဲ့အော် Eh. Punto tabe, ¿no? Punto tabe, punto tabe. Punto tabe, hey. Shoot, Bonnie, why? ya ah, shi tasowar awa.

往变烂了，往被子里头。人家威呗，人家呗。哟，起来！哎，

တော့ဘောပါလားဒါပေမဲ့ခုချိန်မှာမင်းကိုငါတခုမှပြောမယ်လီးပဲမာယာငါတို့စားတဲ့ထမေးရနော်ပြီသူကပြီကွေးတဲ့ထမေးတွေတဘောပေါ့လားရှင်တော့လာစာမြူးတော့ပြီသူကကတ်ပေါ့နော်ပြီသူကကွဲရဘောပေါ့လားပါကြည့်လို့ပြလိုက်ရပါကြည့်သူလေးအမေကပြောမှာတိန်တော်တိန်တော်လား bị bị nó, chỉ là bị làm không, chỉ bị bị, chỉ bị bị, chết được chết không. khi tiếc là biểu ai xuất giao này, đưa khi đưa khi, đưa khi phải gì nó, đưa khi, nó quay bao giờ đâu rồi. cứ để giáo lên, ta đưa nó má phù hợp không, tôi muốn được quả thì nó có, nó có phải biết biết. လက်နေဝတ်တယ်လာပြောပါတို့ကြည့်မင်္ဂလာပါကျွန်တော်ကိုဆွဲပါကျွန်တော်ပြီးခဲ့တဲ့ရက်ကမန်းပီဒီရဲ့နဲ့အဲမိသားစုတစုပေါ့နော်ပြည်သူလူထုမိသားစုတစုနဲ့အဲဗီဒီယိုဖိုင်လေးကို share ခဲ့တယ်ပေါ့နော် share ခဲ့တဲ့ပုံမှာကျွန်တော်ကတော့ caption တစ်ခုကိုရေးခဲ့ပါတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ စိတ်ရှိရှိနဲ့ဆက်ဆံတဲ့တောင်းဝန်ရှိသူတွေကိုလည်းလေးစားပါပဲဒီထက်ပိုပြီးစိတ်ရှင်တော့ပိုကောင်းပါတယ်လို့အရေးခဲ့တယ်နောက်ထပ်ကရှင်ရဲ့ဒုတိယပိုင်းမှာတော့ခံပြောရတဲ့တတိရှိလာတဲ့ဒီမိုကရေစီအကြောင်းနားလည်လာတဲ့ပြည်သူလူထုတွေလည်းတွေ့ရတော့ဝမ်းသာရပါတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးလေး caption ရေးခဲ့ပြီး video file လေးတင်ခဲ့တဲ့ပုံမှာရဲဘော်တွေကိုလူပါဝါတဲ့ မိသားစုကိုကျွန်တော်ကထောက်ခံရမလားဆိုပြီးတော့မှကျွန်တော်ကိုလာပြီးတော့မှပြစ်တင်ဝေဖန်ဆဲဆိုကျိန်းမောင်းကြတယ်ပေါ့ဗျာအဲ့ဒီထဲမှာကျွန်တော်တကယ်ချင်းနေလဲပါပါတယ်အဲကျွန်တော်အသီးမိတ်ဆွေတွေလည်းပါပါတယ်ကျွန်တော်မအော်ပါဘူးမအော်ပါဘူးဒါမဲ့ကျွန်တော်တို့ပြောချင်တာကဒီဖြစ်စဉ်ကိုကျွန်တော်အဆအဆုံးတေချာကြည့်တဲ့အချိန်မှာတော့ကျွန်တော် တာဝန်ယူတဲ့တာဝန်ရှိသူတွေကိုတော်တော်လေးကိုလေးစားရတယ်။အဲတော့တော်တော်လေးကိုစိတ်ရှည်တယ်။တစ်ဖက်ကဥပဒေဆရာမဖြစ်နေတာတကြောင်လဲပါမှာပေါ့နော်။တော်တော်လေးကိုစိတ်ရှည်တယ်။တော်တော်လေးကိုကိုင်တွယ်နိုင်တယ်ပေါ့နော်။ကိုင်တွယ်နိုင်တယ်ပေါ့။ကျွန်တော်တို့တော့ဆိုရင်အဲ့လိုအခြေအနေမျိုးအဲ့လိုစိတ်ခံစားချက်မျိုးမှာကိုင်တွယ်နိုင်ပါမလားတော့မသိဘူးပေါ့နော်။သူတို့ကိုင်တွယ်နေတာတွေ့ရတော့လေးစားရတယ်ပေါ့။ ဲ့တော့ပြောပြချင်တာကအဲ့ဒီမှာလဲအောင်မြင်မှုကျွန်တော်တို့တော်လန်ရေးရဲ့အောင်မြင်မှုတစ်ခုကိုလဲကျွန်တော်တွေးလိုက်ရလို့ကျွန်တော်ကဝမ်းသာလို့ဒီဟာလေးကိုကျွန်တော် share ပြီးတော့မှအဲ့လိုမျိုးလေး appreciate လုပ်လိုက်တာပေါ့နော်ကျွန်တော်ဂုဏ်ပြုလိုက်တာပေါ့ဘာအောင်မြင်မှုကိုတွေ့ရတာလဲဆိုတော့ကျွန်တော်တို့စကလုံးတွေရာအဲတကူကြီးတယ်ဆိုရဲအကြောင်းပေါ့ကျွန်တော်တို့ຫນွေဥတော်လန်ရေးစားတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့ကပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တယ် ရှင်းပြောရင်တနိုင်ငံလုံးနဲ့ဆိုင်သောပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေဖြစ်တာပေါ့ People Defend Force ပေါ့အဲ့ဒါကိုစစ်ကောင်စီဘက်ကအစ်င့်နှိပ်စီခြင်းတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့အနီနဲ့အစိမ်းဆိုပြီးခွဲခြားလိုက်ပြီးတော့မှကျွန်တော်တို့ NLD ပါတီရဲ့လက်နက်ကင်တပ်ဖွဲ့အသွင်တံတန်းစစ်ကောင်စီကအစ်င့်နှိပ်ပေါ့ကျွန်တော်တို့တောက်လျှောက်စကားပြောလာတဲ့အခါမှာနောက်ပိုင်းကျွန်တော်တို့တော်တော်များများက NLD NLD ရဲ့လက်နက်ကင်တွေနေပိတ်တွေနေပိတ်တွေဆိုတဲ့စကလုံးတွေ ိုယ့်ဘက်ကတော်လိုင်းအင်အားစုတွေတောင်ပြန်ပြောလာတာကိုတွေ့ရတယ်ပေါ့ဒါကကျွန်တော်တို့ခွဲခြားလိုက်တာပေါ့ကျွန်တော်တို့ဒီစနစ်တစ်ခုကိုပြောင်းလဲနေတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်အစင်းကနေပါတီတစ်ခုကိုကန့်ကွက်လို့မကျင်တဲ့လို့ထားလက်နဲ့ကင်တော့အစင်ကိုကျွန်တော်တို့ခွဲခြားလိုက်တာပေါ့အဲ့တစ်ချက်နောက်တစ်ချက်အဲ့ဒါနဲ့တို့ခွဲခြားလို့မရတော့တို့ဘာပြန်လှုပ်လဲဆိုတော့စစ်ကောင်စီကဘာပြန်လှုပ်လဲဆိုတော့တို့ကဒီဗမာ PDF ဆိုတဲ့စကလုံးကိုတုံးလာတာပေါ့နော်ဗမာ PDF ဗမာ PDF ျွန်တော်တို့ကဗမာပြည်တည်းမဟုတ်ပါဘူးကျွန်တော်တို့ပြည်တဲ့ defense force ပါပြည်သူကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်ဗမာကိုကိုစားမပြုတ်ပါဘူးကျွန်တော်တို့ပြည်တော်စုအတွင်းမှာမှီတင်းနေထိုင်ကြသောနိုင်ငံသားအလုံးကိုကိုစားပြုတ်ပါတယ်ပြည်တော်စုရဲ့တပ်မတော်တို့တောင်ပြောလို့ရရတယ်ပေါ့နော်ပြည်ပ defense force ဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ကျွန်တော်တို့ရဲ့ဂျာမန်ဆက်ဆံရေးတွေအမြင်တွေကွဲပြားသွားအောင် လူမျိုးစု တော်လှန်ရေးအသွင် ဟိုလူမျိုးစုတော်လှန်ရေးအသွင်တံဆောင်လို့ဆိုပြီးတော့မှစစ်ကောင်စီကဗမာ PDF တေဆိုတဲ့စကလုံးစပြီးသုံးပါတယ်စသုံးတဲ့သူတွေကလည်းကျော်မျိုးမင်းတို့ကျော်စိုးဦးတို့ပါအဲ့ရနေမှအဲ့ရနေမှတစ်စက်တဖြည်းဖြည်းနဲ့ဗမာ PDF တွေဗမာ PDF တွေဆိုတဲ့စကလုံးကတွင်ကျဲလာပြီးနောက်ပိုင်းကိုယ့်ရဲ့တော်လှန်ရေးအင်အားစုတွေကတော့အဲလူမျိုးစုအခြေခံတဲ့စကလုံးတွေပြောလာတာပေါ့အာမင်းတို့ကရင်တွေမတိုက်ဘူးလားငါတို့ဗမာ PDF တွေပဲအသေးခံရတယ်ဆိုတဲ့စကလုံးမျိုးတွေပေါ့ ဒါကျွန်တော်တို့တော်လန်ကြီးကိုတဆင့်နှိပ်ပြီးတော့မှဟိုလှုပ်လိုက်တဲ့သဘောတွေပေါ့စစ်ကောင်စီကတချမ်းချင်းတွေခွဲထုတ်တဲ့သဘောတွေပေါ့အဲ့တော့ကျွန်တော်တို့မြန်မာလူတို့တွေကလည်းဖြစ်နေတာကသူကဘတ်ဆွဲတဲ့ဝါတာပေါ့ဒီဘက်ကိုထောက်ခံဟိုဘက်ကိုဆန့်ကျင်ရမယ်ဆိုတဲ့သဘောကျွန်တော်တို့ကဒီဘက်ကိုထောက်ခံတိုင်းဟိုဘက်ကိုဆန့်ကျင်စရာမလိုဘူးပေါ့အဲ့တော့ကျွန်တော်တို့ကဒီမန်စကားအစအကိုပြန်သွားရမယ်ဆိုမန်လေး PDF ကတာဝန်ရှိသူတွေတာဝန်ထမ်းဆောင်တာကိုထောက်ခံတိုင်းတစ်ဖက်ကိုကျွန်တော်တို့ကရိုးရိုးနက်နက်ပြောစရာမလိုဘူးပေါ့ အဲ့တော့တာဝန်ရှိသူတွေတာဝန်လာရောက်ထမ်းဆောင်တဲ့အချိန်မှာတာဝန်ထမ်းဆောင်မှုကိုအနှောက်အယှက်ပေးတဲ့အတွက်ကြောင့်မို့ပုံမှန်353ဆိုတော့ဥပဒေနဲ့တရားစွဲပြီးထောင်းတဲ့နှစ်နှစ်ထိချမှတ်လို့ရတယ်ပေါ့ဟောဒါကဥပဒေအကြောင်းအရစိတ်ခံစားချက်ကတသက်ပေါ့အဲ့တော့ကျွန်တော်တို့ကယူနီဖောင်းဝတ်ထားတဲ့အတွက်ကြောင့်မို့စိတ်ခံစားချက်ကတသက်ဥပဒေအကြောင်းအရကတသက်ကင်တွယ်ရမှာပေါ့အဲ့တော့မန်လီ PDF ကလည်းဒါမျိုးကင်တွယ်သွားတာတွေ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ကလည်းသဘောကျတယ်တော့အဲ့ဒီခံပြောတဲ့လူတို့သူတို့ဒီကျွန်တော်ကြားတာစစ်တပ် ရာရှိတယောက်ရဲ့မိသားစုလို့ကြားတယ်ဟုတ်မဟုတ်တော့မသိဘူးအဲ့ဘလို့ပဲဖြစ်ဖြစ်ပါချင်းနေတာတခုကတော့ကျွန်တော်တို့အောင်အောင်မြင်မှုတွေ့ရတယ်ဆိုတဲ့စကားလုံးကိုပြန်ကောင်းရအောင်ဘာအောင်မြင်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့နဲ့နေရတာဒီသူတို့ကျွန်တော်တို့ကိုခံပြောတော်လဲပဲအာခံဟိုပြောတော်လဲပဲသူတို့ကိုမတက်လောက်ပါဘူးအသက် OA စီးစိမ်မဆိုးရှုံးလောက်ပါဘူးဆိုတဲ့စစ်ခံစားချက်သူတို့မှာရှိနေတယ်အဲ့တော့ပြောချင်တာကသူတို့ကကျွန်တော်တို့ကိုမကြိုက်နှစ်သက်တော်လဲပဲ သူတို့စိတ်ထဲမှာလက်ခံနေတယ်ကျွန်တော်တို့နဲ့နေရတာလုံခြုံတယ်ဆိုတော့အတိစိတ်ကမတိစိတ်ကလက်ခံနေတယ်ဆိုတော့သဘောသွားတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးရတယ်လူထုလုံခြုံမှုဖြစ်ဖို့ဆိုတော့အချက်တစ်ချက်ပါဝင်တဲ့အတွက်ကြောင့်မို့ကိုယ်မနစ်သက်တော့လဲလုံခြုံနေတယ်ဆိုတော့ခံစားချက်ကကိုကကျွန်တော်တို့တော်လိုင်းရေးအတွက်အမြတ်အစွန်အနှစ်သာရကိုသွားတွေ့လို့ကျွန်တော်က appreciate လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းနေမြေနေနေဆက်ဆံတဲ့အခါအဲ့လိုမျိုးတွေတွေ့ရပါတယ်ကျွန်တော်တို့ဆက်ဆံတဲ့နေမြေတွေမှာတချို့ချက်ခံရင်မိသားစုဝင်တွေစစ်တပ်မိသားစုဝင်တွေရှိပါတယ်ကျွန်တော်တို့ကိုလည်းအောက် တောက်ခေါက်တောက်ခေါက်တာလို့အန်ကျိတ်တာလို့မျက်စောင်းထိုးတာလို့လုပ်ပါတယ်သို့တော်လည်းပဲကိုဝတရားကိုနှောက်ရှက်ရင်တော့ဝတရားနှောက်ရှက်မှုနဲ့အဲတက်ဆိုင်ရနေမျိုးအုပ်ချုပ်မှုတွေနဲ့တရားစွဲဆိုရမှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူကိုအဲ့လိုလုံရဲတယ်ဆိုတော့သူစိတ်လုံခြုံမှုရှိနေတယ်ဆိုတော့တွေ့ရတာပေါ့စိတ်ကောင်းစီနဲ့ဆိုရင်တော့ခမရဖြစ်ဖြစ်ကျွန်တော်ဖြစ်ဖြစ်ဒါမျိုးသူ့ကိုထောက်ခံသူရောသူ့ကိုမထောက်ခံသူရောပြန်မပြောရဲဘူးလေအဲဒါမျိုးရှိတာပေါ့နော် သူတို့ဥပဒေရအကင်တွေတာထက်ပုဂ္ဂလိကဆန်ဆန်ဖြည့်ရှင်းပစ်တာလေစစ်ကောင်စီမှာအများကြီးပဲပေါ့အဲပြောအဲပြောချင်တာကတော့တောင်ဝန်ထမ်းဆောင်တဲ့သူတွေလည်းတကယ်ကိုလေးစားဖို့ကောင်းတယ်တကယ်ကိုဥပဒေနားလည်တဲ့ဆရာမတယောက်ပါနေတာလည်းတွေ့ရတဲ့အတွက်တကယ်ကိုစနစ်ကျတယ်လို့ပြောလို့ရတယ်အဲပြန်ပြောတဲ့သူကလည်းဝတရားနှောက်ရှက်မှုအမှုထက်တိုးွားဟိုဘက်ကတရားစွဲရင်အမှုထက်တိုးွားနိုင်တယ်ပေါ့အဲဒါပေမဲ့ ဒီလောက်ထိခံပြောနေတာတော့ဘာမှမဖြစ်ဘူးဒီလောက်ထိမဟုတ်မဟုတ်တွေပြောနေတာတော့ဘာမှမဖြစ်ဘူးဆိုတော့စိတ်လုံးကျုံမှုလေးရလဲကျွန်တော်တို့တွန်လည်ရဲ့အနှစ်သာရတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ပြန်လည်ရှင်းပြလိုက်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီဒီ Facebook ဒီကျွန်တော်ရဲ့ personal ဖြစ်ပါတယ်ကျွန်တော်တက်ဖွဲ့နဲ့မဆိုင်ပါဘူးအဲ့တော့ကျွန်တော် personal ခံစားချက် personal ခံယူချက် personal အကြောင်းအရာတွေကိုတင်တာဖြစ်ပါတယ်ကျွန်တော်ကုမ္ပဏီလေးတစ်ခုတွေးလိုက်တယ်အဲ့ဒါပါလဲဆိုတော့တက်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ လူလူအမြင်ပေါ်ညံနေတယ်ဘာညာကျွန်တော်လာပြောတယ်ဗောနော်ကျွန်တော်ကဒီအကောင့်ဒီတက်ဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့တင်နေတာမဟုတ်ပါဘူးကိုစွဲအနေနဲ့ပြည်သူတယောက်အနေနဲ့ပဲကျွန်တော်အများရန်တင်ပြီးတော့မှတကူရေးစစ်ခန်းစားချက်ကိုပဲပြောတယ်အကောင့် personal only ဖြစ်ပါတယ်ခင်ဗျာအားလုံးကြမ်းမှကြပါစေပြည်သူတွေကျူးလည်တာတမနာဗောနော်ဒီတော့ဒီရရှိကောလာစားကြပါဦးမ။ဝိကီရဝိကီရ lớp sớ cho bao sẽ lại bật tia chiếu mà chiếu mà cũng vui lấy áo nó câu câu rồi lại sao đây rồi mai gì à ngay chứ mà tỏ hình <music> lớp sớ cho bao luôn rồi